ချစ်အချစ်ဆိုတာကလေဟိုဟိုသူကအချစ်ဆိုရဲနှလုံးပဲပေါ့နော်နှလုံးပဲဆာဆာလုံးလေးကတော့နှလုံးပဲဒါပေမဲ့အထိပယ်ရအများကြီးရှိရယ်လူကြီးကချွတ်ရလဲပေးဆက်ခြင်းလို့ပြောရယ်ချွတ်ရလဲရယူခြင်းလို့ပြောရယ်ချွတ်ရလဲကိုချင်းစာတရားလို့ပြောရယ်ချွတ်ရလဲနားယူခြင်းလို့ပြောရယ်နားလဲဟိုနားလဲပေးခြင်းလို့ပြောရယ်ပေါ့နော်တကယ်အချစ်ရဲ့အနောက်မှာ responsibility အများကြီးရှိရယ်တာဝန်ယူမှုတာဝန်ခံမှုအများကြီးရှိရယ်ပါဆိုဟိုလူတယောက်ကိုဟိုချစ်တယ်ပေါ့နော်ချစ်တယ်ဆိုတာနဲ့ထိုင်ကြည့်နေလို့မှမရတာ ဟိုမျိုးကကြတော့ကိုချစ်တဲ့သူတယောက်ကိုအဲ့လိုအစင်တိုင်းတိုးတက်ကြီးပွားတာမြင်မြင်ချင်တယ်အသူ့ဘဝလေးလှပတာကိုမြင်စီချင်တယ်အဲ့ဒီခါကျတော့ဥမာကိုဘာလုပ်ပေးနိုင်မလဲလို့ကိုတွေးတယ်ချစ်တာပဲအတူတူဟိုကိုနဲ့အတူတူရှင်သန်သွားမယ်ဘယ်လိုဖြစ်မလဲတူနိုတဲဟုတ်ပြတ်မှာပဲနေရနေရပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အချစ်ရှိရင်ပြီးရောဆိုတာအဓိပ္ပာယ်မရှိဘူးအဲ့ဒါကျတော့ကိုအတ္တဖြစ်သွားတယ်ကိုကသူ့ကိုကိုရဲ့ဟို ပိုင်ဆိုင်လူစိတ်တစ်ခုရယ်နဲ့အနားမှာရှိစေချင်စိတ်တစ်ခုရယ်နဲ့သူ့ကိုမြင်ရရင်ကိုကစိတ်ချမ်းသာတယ်ကွာပျော်ရွှင်တယ်ကွာသူပြုံးလိုက်ရင်ကိုကသဘောကျတယ်ကွာသိရမလားအဲ့ဟာတစ်ခုရယ်ကြာကိုအတ္တဖြစ်သွားတယ်အမှန်တမ်းပြောရင်အဲ့လိုချစ်သူထားခဲ့တဲ့အချိန်တွေတော့ကလည်းအဲ့လိုရှိပါတယ်ဥမာတားဆိုလို့ရှိရင်မျိုးကတားလျှောက်ကတားမျိုးနယ်ပဲနေရလေတားလျှောက်နေနေင်းနဲ့မှမနစ်ကကြာတော့မျိုးကဟိုအလုပ်ကိုပြန်သေးချာဖိဖိစီစီပြန်လောက်တာပေါ့နော်ပြန်လောက်တဲ့အချိန်မှာအမှန်တမ်းပြောရင်တော့ပြိတ်သက် ဟိုရှင်တော့အသားပုံမျိုးတော့တိတ်မတင်ဘူးမတင်မတင်ဘူးဒါပေမဲ့မျိုးကသားအမျိုးနဲ့ပဲတောက်ချောက်နေခဲ့တာကွာသိလားဒါပေမဲ့အကုန်လုံးကအမေတယောက်တည်းဖလန်းနေရယ်ပေါ့နော်သားကတခြားတခြားနေရာမှာနေရယ်လို့သူတို့ကထင်တာမဟုတ်ဘူးတောက်ချောက်ကသားအမျိုးနဲ့ပဲနေခဲ့တာချစ်အချစ်ဆိုတာကလေဟိုဟိုသူကအချစ်ဆိုရဲနှလုံးပဲပေါ့နော် နှလုံးပဲစာလုံးလေးကတော့နှလုံးပဲဒါပေမဲ့အထိပယ်တွေအများကြီးရှိတယ်။လူတွေကချွတ်ရလဲပေးဆက်ခြင်းလို့ပြောတယ်ချွတ်ရလဲရယူခြင်းလို့ပြောတယ်ချွတ်ရလဲကိုချင်းစာတရားလို့ပြောတယ်ချွတ်ရလဲနားယူခြင်းလို့ပြောတယ်နားလဲနားလဲပေးခြင်းလို့ပြောတယ်ပေါ့နော်။တကယ်အချစ်ရဲ့အနောက်မှာ responsibility အများကြီးရှိတယ်တာဝန်ယူမှုတာဝန်ခံမှုအများကြီးရှိတယ်ပါဆို။ဟိုလူတယောက်ကိုဟိုချစ်တယ်ပေါ့နော်ချစ်တယ်ဆိုတာနဲ့ထိုင်ကြည့်နေလို့မှမရတာ။ ဟိုမျိုးကကြတော့ကိုချစ်တဲ့သူတယောက်ကိုအဲ့လိုအစင်တိုင်းတိုးတက်ကြီးပွားတာမြင်မြင်ချင်တယ်အတူဘွားလေးလှပတာမြင်စီချင်တယ်အဲ့ဒီခါကျတော့ဥမာကိုဘာလုတ်ပေးနိုင်မလဲလို့ကိုတွေးတယ်အဲ့တော့ကိုလုတ်ပေးနိုင်တယ်ဆိုရင်လုတ်ပေးတယ်ကိုမလုတ်ပေးနိုင်ဘဲနဲ့ဒီရဲ့ဒီပန်းပွင့်လေးကိုကိုကပိုင်ဆိုင်ခြင်းလို့မရအောင်အဲ့ဆိုတော့အဝေးကနေပြီးတော့လဲသူသူ့အတွက်ကောင်းမဲ့ဟာလေးတွေဘယ်လိုများဖြစ်နိုင်မလဲဆိုတော့တွေးပေးရမယ်စီစဉ်ပေးရမယ်ပန့်ဖို့ပေးရမယ်ပေါ့နော်အဲ့တော့ ချစ်တာပဲအတူတူဟိုကိုနဲ့အတူတူရှင်သန်သွားမယ်ဘယ်လိုဖြစ်မလဲတူနိုတဲဟုတ်ပြမှာပဲနေရနေရပါတော့ဘယ်လိုပဲဖြစ်ဖြစ်အချစ်ရှင်ပြီးရောဆိုတာအဓိပ္ပာယ်မရှိဘူးအဲ့ဒါကြတော့ကိုအတ္တဖြစ်သွားတယ်ကိုကသူ့ကိုကိုရဲ့ဟိုပိုင်ဆိုင်လိုစိတ်တစ်ခုရယ်နဲ့အနားမှာရှိစေခြင်းစိတ်တစ်ခုရယ်နဲ့သူ့ကိုမြင်ရရင်ကိုကစိတ်ချမ်းသာတယ်ကွာပျော်ရှင်တယ်ကွာသူပြုံးလိုက်ရင်ကိုကသဘောကျတယ်ကွာသိရမလားအဲ့ဟာတစ်ခုရယ်ကြာအဲ့ကိုအတ္တဖြစ်သွားတယ်တကယ်တမ်းကျတော့ချက်သွားပြီဆိုလို့ရှိရင် ဲ့မျိုးရခံစားချက်ကတော့မျိုးမာကြတော့လို့တာဝန်ယူမှုတွေဟိုလုပ်ပေးခြင်းနဲ့စိတ်တွေတဲ့မလားအစင်တိုင်းတိုးတက်ကြီးပွားစေခြင်းနဲ့စိတ်တွေသူ့ဘဝလေးလှစေခြင်းနဲ့စိတ်တွေအဲ့ဒါကြောင့်မျိုးဟိုဘယ်လိုပုံမလဲကိုသားသမီးပုံမှာလည်းရှိရညီမပုံမှာလည်းရှိရအမှန်တမ်းပြောရင်အဲ့လိုချစ်သူထားခဲ့တဲ့အချိန်တွေတော့အဲ့လိုရှိပါတယ်ဥပမာတားဆိုလို့ရှိရင်မျိုးကတောက်လျှောက်ကတားမျိုးနယ်ပဲနေရလေတောက်လျှောက်နေနေနဲ့မှမနစ်ကကြတော့မျိုးကဟိုအလုပ်ကိုပြန်တိချာဖိဖိစစီပြန်လောက်တာပေါ့နော်ပြန်လောက်တဲ့အချိန်မှာအမှန်တမ်းပြောရင်ပရိသတ် ဟိုရှင်တော့သားပုံမျိုးတော့တိတ်မတင်ဘူးမတင်မတင်ဘူးဒါပေမဲ့မျိုးကသားကမျိုးနဲ့ပဲတောက်ချောက်နေခဲ့တာကွာသီလားဒါပေမဲ့အကုန်လုံးကအမေတယောက်တည်းဖလန်းနေရယ်ပေါ့နော်သားကတခြားတခြားနေရာမှာနေရယ်လို့သူတို့ကထင်တာမဟုတ်ဘူးတောက်ချောက်ကသားကမျိုးနဲ့ပဲနေခဲ့တာဒါပေမဲ့မနစ်ကမျိုးအလုပ်ပြန်ဆလုပ်တဲ့အချိန်မှာကားရိုက်တဲ့အတွက်နေညနေညရရတာရှိရယ်အချိန်ပြန်အိမ်ပြန်နောက်ကျတာရှိရယ်အဲ့ဒီအချိန်မှာမျိုးပြရလာအသက်အရွယ်တစ်ခုရောက်နေပြီပြီးတော့မျိုးအဲ့လိုခလေးကိုမျက်စိထောက်ထောက်ကြည့်ထားတာပေါ့သဘောကျတဲ့ဟာဖြစ်တဲ့ခါကျတော့သားနဲ့ တောက်ဟိုမျိုးတိတ်ကူးမဆိုင်နိုင်မှာစိုးတယ်အဲ့ဒီအချိန်မှာမျိုးကပရိသတ်ကိုမြင်တဲ့အမြင်တစ်မျိုးဖြစ်မှာစိုးလို့တို့ပြီးတဲ့ခါကျလို့ရှိရင်ကိုချစ်တာပဲကိုနားမှာပဲထားချင်တယ်ဖြစ်ချင်ရဖြစ်အတူတူဒုက္ခရောက်မယ်ဆိုတဲ့ဟာမျိုးတူဒုက္ခရောက်မယ်ဆိုတာဟိုမပြည့်စုံတော့ပြောတာမဟုတ်နော်အဲ့လိုဟိုဟိုဘယ်လိုခေါ်မလဲအတရီနဲ့တောက်ဟိုမျိုးပစ်ကက်ပြီးခေါ်ထားလို့ရတာပေါ့ဒါပေမဲ့အဲ့လိုခေါ်ထားလိုက်ဘာဖြစ်သွားမလဲဆိုတော့တောက်ဟိုတုံတင်ဆုံးမတဲ့အချိန်နေနေဝါမယ်အရင်လိုမျိုးလေတုံတင်ဆုံးမတဲ့အချိန်နေဝါမယ်တားနဲ့ထိတွေ့တိုင်းနေဝါမယ်ဘာလို့ဆိုတော့မနေ့ရှူတင်သွားမိုးချုံမှပြန်လာကိုယ်လည်းပင်မမီထိုးအိတ်မနေ့ကျရင်မိတ်ကပ်ပြန်လေးပြန်ပြန်ထားပါတော့ ော်အဲ့လိုဆိုနေတိုင်းဘယ်လောက်တော့ရှူတင်သွားရလဲဆိုနေတိုင်းခေါင်းတော်လျှော်ရနေတိုင်းမနဲ့မိုးလင်းတာနဲ့အစောကြီးချ6နိုင်9လောက်ဆိုရေချိုးကောင်းလျှော်ဆိုတဲ့အခါကျရင်ကိုထားတဲ့အချိန်ကတာမလို့သေးဘူးကိုပြန်တဲ့အချိန်ကတာအိတ်နေဆိုတဲ့အခါကျတော့ဆုံးဖြတ်ချက်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမျိုးရွေးချင်တာဒါဆိုတော့သူ့ကိုနေပြီးတော့ခဏပို့ထားမှရမယ်โอ้ဟိုဘက်မှာကြာတော့အချိန်ပို့ပေးနိုင်တဲ့အနေအထားလေးဖြစ်နေရပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ကျတော့မြို့ကအလုတ်လုံးအောင်ပတ်ဆက်ရှာမယ်ဆိုတဲ့အချိန်ကျတော့တအားကိုနေပြီးတော့မနစ်ကပို့လိုက်တယ်ပေါ့နော်အဓိကပို့လိုက်တဲ့အဲ့ဒါဘာလဲချစ်လို့ပို့လိုက်တာ

ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့အတားကြီးလို့မရအောင်လက်တွေ့ချာချာဟိုလက်တွေ့ချာချာတွေးရပါဘူးဆိုတော့အဲ့ဒီအချိန်မှာဟိုဘက်ကသူ့ကိုချင်းပို့ပေးနိုင်တယ်ဆိုတော့ဟာတခုကိုမျိုးကပို့ထားတာဘာလို့ဒီဘက်မှာအလုပ်စူးစမ်းမှာဒီဘက်မှာတားနေတူနေရဘာလို့မျိုးအင်းရကြတော့လည်းပြောင်းနေရတာအင်းအတီကြမရှိတဲ့ခါပြောင်းနေရတဲ့ခါကျတော့ဟိုကလေးလက်ဒုက္ခရောက်တယ်နင်လားအကြောင်းကိစ္စလည်းအလိုပဲ ိုတော့အခုဆို driver မရှိဘူးဆိုတဲ့ခါကျတော့ကိုအမြဲယုံကြည်တဲ့ driver လို့ထွက်သွားတဲ့ခါကျတော့လူတယောက်ခေါ်ထားဖို့ခက်တယ်အဲ့တော့ driver ငှားလို့ရှင်လဲတားထွက်စိတ်ချအောင်မှာဟာဆိုအရာအလုံးစဉ်းစားရလေအဲ့ခါကျတော့တားကိုချစ်တဲ့အတ္တတစ်ခုနဲ့ခေါ်ထားလို့မရအောင်သူ့ကိုချစ်တဲ့စိတ်နဲ့ပဲဒီညမှာပို့တင့်တော်ရဲဆိုသူ့ကိုပို့ထားလိုက်ရတာဆိုတော့ဒါလည်းဒီအခုတစ်နှစ်ပေါ့အခုအခုဒီနှစ်နဲ့ဆိုရင်အခုအချောင်းဖွင့်ရဆိုနှစ်နှစ်ရှိနှစ်နှစ်ပြည့်မှာပေါ့နှစ်နှစ်ပြည့်တော့မျိုးတေးချရဲ အိမ်ထပ်ပြောင်းစရာလည်းမလိုတော့ဘူးမြို့ပလန်တေချာချတာပေါ့အကြောင်းမလို့အလုပ်ကိုတေချာကျိုးသွားတယ်ဒီနှစ်နှစ်ပြည့်ရင်ဆိုမြို့အိမ်အိမ်ဝယ်မှာအိမ်ဝယ်မယ်လိုအပ်တဲ့ကားလည်းဝယ်ပြီးပြီးအိမ်အိမ်ဝယ်မှာပေါ့နော်အိမ်ဝယ်မယ်ဆိုတဲ့ခါကျရင်ခု6ရှစ်နှစ်ကျောင်းဖွင့်နေချင်းညာလို့ရှင်တော့ဒါမြို့တောက်ပြန်ခုံမှာပေါ့နော်ဒါပေမဲ့ဂျာရှားထဲမှာចောင်းပည့်ရတဲ့မှာအကုန်လုံးလည်းတားမျိုးနဲ့ပဲလာနေရပါဘူးအဲ့တော့ပြောချင်တာအချစ်ဆိုတာစကလုံးကနှစ်လုံးနဲ့ပဲပေါ့ဒါပေမဲ့ အဲ့လိုမျိုးအချက်ဆိုကကိုချင်းစာတရားတွေနားလည်မှုတွေစာနာမှုတွေအဝေးရချက်တဲ့အနီးရချက်တဲ့ဟုတ်တယ်အကုန်မှတ်မှားတယ်ဒါပေမဲ့အဲ့ဒီပုံမှာတာဝန်ယူမှုတာဝန်ခံမှုရှိရသလား928ပဲဖြစ်ဖြစ်1500ပဲဖြစ်ဖြစ်ကိုချစ်တဲ့လူတစ်ယောက်ကိုအစင်တိုင်းတိုးတက်ကြီးပွားအောင်လို့လုပ်ပေးနိုင်မှအဲ့ဒါအရေးကြီးတယ်။အော်ချစ်တာပဲတလားငါရမ်းချစ်တာပဲဆိုတာနဲ့ ဟိုနှွေးထွေးပေးမယ်ဆိုတာတခုတည်းနဲ့မရအောင်လူတယောက်ရဲ့ဘဝကိုနှွေးထွေးလုံခြုံရမယ်ပြီးလို့ရှိရင်တိုးတက်ကြီးဘဝကိုလှုပ်ပေးရမယ်အဲ့ဒါမှမျိုးတက်အချစ်ဆိုတော့အဲ့ဒါအဲ့ခါကျတော့မျိုးမျိုးမေးရလေအချစ်ခံမို့လားဆိုတော့မျိုးအချစ်မခံဘူးလို့ဘာဖြစ်လို့လဲဆိုတော့မျိုးမျိုးဘဝမှာအဲ့လိုမျိုးမရှိခဲ့ဘူးဘသူဘသူမှမျိုးအဲ့လိုမျိုးနွေထွေးအောင်လုံကြအောင်စိတ်ပိုင်းဆိုင်ရအောင်ပေါ့နော်ရုပ်ပိုင်းဆိုင်ရအောင်အဲ့လိုမရှိခဲ့မရှိရတဲ့ခါကျအကြောင်းမျိုးအချစ်ခံရလားလို့မေးလို့ရှိရင်မျိုးအချစ်မခံအောင်လို့ဒါမျိုးရေရွံ့ပြောရဲအဲ့တော့တားပေါ်မှာကျတော့မျိုး လုံးဝတေးကြတယ်ဟိုအမေတယောက်အနေနဲ့ပေါ့နော် ဟိုနှလုံးသားတစ်ခုတည်းပဲမျိုးကအရင်သားပေါ်မှာအဲ့လိုမျိုးဟိုဖြစ်ပြီးတော့တစောက်ကန်းလုံးလို့မရအောင်အုံနောက်ကပါတွက်တွက်ကြရပေါ့နော်အချစ်ဆိုအုံနောက်ကိုနှလုံးသားဟိုတွက်မှရမှာမတွက်လို့ရှိရင်ဒုက္ခရောက်မှာဥမာမျိုးအစားတစ်ခုစားချင်တယ်မလားဒီအစားကဗိုက်ပြေသွားတယ်ဆိုတာအုံနောက်ကိုပို့တာနောက်ကြရလေအဲ့ဒီအချိန်မှာမတိဘဲနဲ့စပို့ကိုဟာကိုစားချင်ဆက်စားလို့ရှိရင်အချိန်နဲ့အုံနောက်ကဗိုက်ပြေပြီလို့သတင်းပို့သတင်းပို့တဲ့အချိန်မှာလူကအစားတလောက်ရောက်နေပြီအဲ့တော့အချစ်လည်းထို့နေလကောင်းပဲနှလုံးသားတစ်ခုတည်းနဲ့သွားပြီးတော့မှတစတိုးတစောက်ကန်းနေလို့ဘဝရဲ့ အားလုံးပျက်စီးကုန်မှာအဲ့တော့အုံနောက်လေးနဲ့ချင့်ချိန်ပြီးတော့ကိုချစ်တဲ့သူကိုသားသမီးကိုချစ်သူအဲကိုယောက်ျားကိုရဲ့ဇနီးပေါ့နော်အဲ့ဟာတွေအကုန်လုံးကိုအစင်တိုင်းတိုးတက်ကြီးပွားအောင်လုပ်ပေးဖို့လိုတယ်။ဒါဆိုအချစ်ရဲ့နောက်မှာတာဝန်ယူမှုတာဝန်ခံမှုအများကြီးရှိရဲ့။အဲ့ဒါအဓိကအချစ်ပါပေါ့နော်။ဟို sorry ပါမြို့ငိုရဲဆိုတော့မြို့ရှင်းတယ်။မြို့ချစ်တာအောင်မြို့သဘောကျပါတယ်။ဒါပေမဲ့အဲ့လိုတနာတယ်လို့ဘာလို့ဆိုတော့မြို့ကတိတ်ပြီးတော့လူတွေကိုအဲ့လိုမျိုးဟိုလို့ခေါ်မလဲ။ drama ချိုးတယ်လို့ပါဆိုတော့မဟုတ်ဘဝမှာလက်တွေ့ကြကြပဲကြိုက်တယ်ပြီးတော့အငိုရတာဟာကိုရှက်တယ်ဆိုတာခံစားတာပေါ့ကိုတယောက်တည်းအခန်းထဲမှာငိုရတာကြိုက်တယ်အဲ့လိုမျိုးဆိုမျက်ရည်ချူတယ်လို့ပါလို့ဆိုတာမျက်သဘောမကျအောင်ပြီးတော့ဘာဖြစ်လို့လဲဆိုတာလူတွေဘဝမှာအကုန်လုံးက အရဘယ်ရမှမမြဲဘူးပျော်ရွှင်ရတဲ့အခိုက်အတန့်တွေရှိရဝမ်းနေရတဲ့အခိုက်အတန့်တွေရှိရတယ်လားအမြဲလည်းမပျော်နိုင်ဘူးအမြဲလည်းဝမ်းမနေဘူးပြီးရခါကျလူတိုင်းလူတိုင်းမှာအခက်ခဲတွေရှိတဲ့ခါကျတော့ကိုယ့်ရဲ့အခက်ခဲတွေကိုအဲ့လိုမျိုးဟိုပြောရတာကိုသိပြီးတော့မကြိုက်ဘူးနောက်တစ်ခုကကျတော့ကိုယ့်အခက်ခဲကိုရှိလို့ဩတနာလိုက်တာလို့ပြောရလူရှိသူတချို့ကကျတော့ခေါ်တန်းလာပေါ့နော်သိရမလားငါတို့အများအကူကြီးတောင်းနေရလားအဲဆိုတော့အဲ့အဲ့နောက်ပိုင်းမှာကျတော့မျိုးသိပြီးတော့ဘယ်သူမှသိဖမ်းမှမပြောတော့တာဒါကြောင့်မို့ဒါမဲ့တေချာတစ်ခုကကျတော့ သားကမျိုးနဲ့တောက်လျှောက်နေခဲ့တာမနစ်ကမှအဲ့လိုအခြေအနေကြောင့်မျိုးကပို့လိုက်တာပြီးတော့ ပြီးဒီတစ်နှစ်ပေါ့နှစ်နှစ်ပဲရှေ့နှစ်ကြိုင်မျိုးပြန်ခေါ်มาไอ้ဒီနှစ်နှစ်အတွင်းมาလဲမျိုးကလုံးဝစနစ်တကျစူးစားတာပေါ့အမှုပညာလောက်လဲလောက်လို့တခြားစီးပွားရေးပေါ့နော်တငယ်ချင်းတွေအားလုံးဝိုင်းကူကြတာပေါ့နော်အဲ့ထက်မှာ investment လေးလုပ်ထားတယ်အဲ့လိုမျိုးနောက်ဆုံးတားရဲ့မွေးနေ့ဆိုလို့ရှိရင်မဖိုးတွေပေးကြတာရှိတယ်သူပတ်စံလေးကိုလဲမျိုးကအဲ့လိုအလုပ်ထဲမှာ investment လုပ်ထားတယ်အားရဲ့အားလုံးရဲ့ကောင်းကျိုးကတော့အခုဒီအခု December January လောက်ဆိုလို့ရှိရင်မျိုးကိုဘယ်လိုခေါ်ကွန်ပျူတာစုစုစုစည်းလေးနေလို့ရတဲ့အိမ်ဝယ်နိုင်ပြီပေါ့နော်ဆိုတဲ့ခါကျတော့အခုရှေ့လာမဲ့ကျောင်း 讲不也嘛，到后边客户又讲不家里时间我嘛会讲不他嘛吧？呃，因为因为。 ဟိုချစ်တဲ့ပြိတ္တတွေရဲ့ပြီးရဲ့ခါကျတော့မျိုးရဲ့ဟိုလိုကောင်းကင်ဆိုးခြင်းအများကြီးဝေဖန်ကြရတဲ့သူတွေအကုန်လုံးရဲ့ပေါ့နော်ဟိုမျိုးအားလုံးကျေးဇူးတင်ပါတယ်အဓိကတားကိုချစ်တဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်တားရဲ့ YPS ခရီးစဉ်တွေလည်းဆက်ပြီးတော့လာအောင်ပါပါပြီးတော့ဒီအစိတ်ရုပ်ရှင်ကားပေါ့နော်မျိုးတို့အားလုံးစူးစမ်းထားပါတယ်ပြိတ္တကိုဒီကားလေးကိုကြည့်ပြီးတော့ခဏပေါ့နော်စိတ်စိတ်ကိုလွတ်လပ်စွာနဲ့ဟိုဘယ်လိုကိုယ့်စိတ်ခံစားချက်ကိုခဏဖွင့်ထုတ်ပြီးတော့လာကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်လို့ကျေးဇူးပါရှင့်